ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အပြင်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ကောလောသဲဩဝါဒစာခန်းကြီး2အပိုင်ငယ်14မှ15ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သောဝိနီးအထုံးဖွဲ့နှင့်ဆက်ဆိုင်သောလက်မှတ်ကိုခြေ၍လဝါကတိုင်မှာရိုက်ထားလျက်ငါတို့ဆက်ကြတဲ့ကပယ်ရှင်းတော်မူပြီးအထုံးမြတ်အာနာဇက်များကို လူယူပြီးလင်ထင်ရှားစွာထုတ်ပြ၍ လဝါကတ်တိုင်တော်အဖြင့်အောင်ပွဲကိုခံတော်မူပြီကျွန်တော်ဒီနောက်ကဘတော်ကတော့သခင်ရှုခွတ်တော်ဖခင်ကကျွန်တော်တို့နဲ့ဆန့်ကျင်မဲ့ဖြစ်နေတဲ့ဝိနည်းအထုံးဖွဲ့နဲ့ဆိုင်တဲ့အရာတွေအားလုံးကိုဖယ်ရှားပလိုက်တယ်အဲ့ဒါကိုခြေဖြတ်ပလိုက်တယ်ပြည့်ညက်တရားတွေကျွန်တော်တို့ကဆန့်ကျင်မဲ့ဖြစ်နေတယ်ဖခင်သခင်ရဲ့ပြည့်ညက်တရားတွေကကောင်းပါတယ်ဒါပေမဲ့ကျွန်တော်လူသားတွေကမလိုက်နိုင်ကောင်းတာကိုလှုပ်ရှင်တဲ့ဆန္ဒရှိတော်냐လေကောင်းတာကိုလှုပ်လို့မရတဲ့ လူဇာတိရှိနေတော့ကြောင်ဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီလူဇာတိကြောင်အပြစ်ဖြစ်နေတဲ့ကျွန်တို့ရဲ့အာဒံကပါလာတဲ့အပြစ်နဲ့ပြည့်တဲ့အဲ့ဒီဗီဇအပြစ်အားလုံးကျွန်တော်တို့မှာရှိတဲ့အပြစ်အားလုံးကိုယေရှုခရစ်တော်ဖျားကလက်ဝါးကတိုင်မှာအသေးခံခြင်းအဖြစ်ဖယ်ရှားပြစ်လိုက်ပါတယ်။အပြစ်သားဖြစ်ခြင်းအားလုံးကိုလက်ဝါးကတိုင်အဖြစ်ယေရှုကဖယ်ရှားပြစ်လိုက်တယ်။ဒါကြောင့်မို့သင်ကယေရှုခရစ်တော်ဖျားကိုယုံကြည်ရင်အပြစ်သားကနေပြီးတော့ဖယားသားအဖြစ်ကိုပြောင်းလဲမှာဖြစ်ပါတယ်။ အပြစ်နဲ့ပြေးဝါတဲ့အတ္တဓာတ်ကနေပြီးတော့ဖြောင်းမှတ်သောအတ္တဓာတ်ကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ကိုယ်ခွန်အားနဲ့စူးစမ်းရုံးကန်လို့ရတော့ကိုယ့်ရဲ့အကျင့်ကြံကုသိုလ်ကောင်းမှုနဲ့ရတော့ဘလို့မှကျွန်တော်အပြစ်ကင်းသောသူမဖြစ်နိုင်ပါဘူး။ဒါကြောင့်မယေရှုခရစ်တော်ဖျားကတဲ့အထွတ်မြတ် အာနာဇက်များကိုလူယူပြီးလင်အထွတ်မြတ်အာနာဇက်ဒီနေ့အင်မတန်မှအထွတ်မြတ်တွေအထွတ်မြတ်ထားတဲ့အရာတွေလောကီမှောင်မိုက်တကိုးတွေအာနာဇက်တွေအဲ့ဒါတွေအားလုံးကိုလူယူတယ်တဲ့ပြီးရင်ထင်ရှားစွာ ထုတ်ပြပြီးတော့ လဝါကတိုင်တို့အားဖြင့်အောင်ပွဲကိုခံတော်မူပြီလို့ဖော်ပြပါလဝါကတိုင်ကအောင်မြင်ခြင်းဖြစ်သွားတယ်လဝါကတိုင်မှာသခင်ရှုအသေးခံတဲ့ခါမှာစာတန်ကသူနိုင်ပြီလို့ထင်ပါပါတကယ်တော့စာတန်ရှုံးသွားတာဖြစ်ပါလေအဲ့ဒီအထွတ်မြတ်အာနာဇက်အားလုံးကိုလူယူလိုက်တယ်ဘုသူစီကလူယူရလဲဆိုတော့စာတန်စီကနေပြန်ပြီးတော့လူယူသွားတယ်ဘာကြောင့်လဲဆိုရင်တော့အဲ့ဒီအာနာဇက်ဒီအားလုံးကိုဘုရားသခင်ကလူအာဒံကိုပေးထားတာဖြစ်ပါလေ တို့ရတွင် လူအာရန်သည်စာတန်လှည့်ပြမှုဖြင့်ကြဆုံးသွားတဲ့ခါမှာကြဆင်းသွားတဲ့ခါမှာအဲဒီအာနာဇတ်တွေကိုစာတန်ကလူယူသွားတယ်စာတန်လူယူသွားတဲ့အရာတွေအားလုံးကို သခင်ရှုကလဝါကတိုင်မှာအသိခံခြင်းအဖြစ်အဲဒီအာဒန်ရဲ့အဖြစ်တွေအားလုံးကိုလဝါကတိုင်မှာအပိသက်ဖေရှားပေးခြင်းအဖြစ်အောင်ပွဲကိုခံပြီးတော့အာဒန်ကြောင့်ဆုံးရှုံးသွားတဲ့အဲဒီအထွတ်မြတ်အာနာဇတ်အားလုံးကိုသခင်ရှုကပြန်ပြီးတော့လူယူခဲ့ပါတယ် အဲ့ဒီသခင်ရှုပြန်လွတ်ယူတာဘုသူ့အတွက်လဲဆိုသင်နေကျွန်ုပ်အတွက်ဖြစ်ပါတယ်ခြေတော်ရောက်စီတိုင်းဒီနေ့က Holy Week ရဲ့စနေနေ့ Holy Saturday ဖြစ်ပါတယ်ဂျူးတွေရဲ့ဥပုံနေ့လို့လည်းပြောရင်ရပါတယ်ဂျူးတွေရဲ့ဥပုံနေ့ကတောက်ကြနေ့ညနေ6:00နာရီနေပြီးတော့စနေနေ့ညနေ6:00နာရီအထိဖြစ်ပါတယ်ဒီနေ့ကတိတ်ဆိတ်စွာနေရပြီးတော့ဘာအလုံးမှမလုပ်ရတဲ့နေ့ဖြစ်ပါတယ်တိတ်ဆိတ်တယ်လို့ထင်ရတော့ညလေဒီဥပုံနေ့မှာသခင်ရှုက အလုံးလုံးနေစေဖြစ်ပါတယ် ရှင်ပေတရုဩဝါဒစာ ပထမဆုံးအခန်းကြီး3အပိုင်းငယ်16ကနေ19ကိုကြည့်တဲ့အခါမှာခရစ်တော်သည်ကိုခန္ဓာအားဖြင့်အသေသက်ခြင်းကို ခံ၍ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍ငါတို့ကိုဖျားသခင်ထံတော်သို့ပို့ဆောင်ခြင်းကဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့အတွက်ဒုစရိုက်အဖြစ်များကြောင့်တခါခံတော်မူ၏ထိုဝိညာဉ်တော်အားဖြင့်လည်း ွတ်သွားတော်မူ၍ယခုထောင်ထဲမှလှောင်ထားသောဝိညာဉ်တို့အားတရားဟောတော်မူ၏ကျွန်တော်ဒီနောက်ဘက်တော်ကတော့သခင်ရှုဒီစနေနေ့မှာဘာလုပ်လဲဆိုတဲ့အကြောင်းအရာ ဖြစ်ပါတယ်တမန်ကျမ်းစာကခရစ်တော်သည်ကိုခန္ဓာအားဖြင့်အသေးသက်ခြင်းကိုခံ၍ကိုခန္ဓာအားဖြင့်အသေးသက်ခြင်းကိုခံရတော်လဲရုပ်ခန္ဓာကြီးကသင်္ချမ်းကုထဲမှာကြံခဲ့တော်ညလေအသက်ဝိညာဉ်ကတော့ဖယားသခင်ထံတော်ကို ရောက်ရှိသွားတယ် ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ရောက်တော်မူသည် ဖြစ်၍လို့ဖော်ပြပါတယ်။ဒါကြောင့်မို့သခင်ရှုကဝိညာဉ်အားဖြင့်ပရတိတုဘုံကိုရောက်သွားတယ်။အဲ့ဒီရောက်သွားတဲ့ဝိညာဉ်အားဖြင့်လည်းစနေနေ့မှာဟိုးထောင်ထဲမှာမရဏနိုင်ငံထဲမှာလှောင်ထားခြင်းကိုခံရတဲ့ဝိညာဉ်တွေကိုတရားဟောတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။အဲ့ဒီဝိညာဉ်တွေကတော့တဲ့နောအေးလက်ထက်မှာရည်လွန်မှုခြင်းအပြင်ဖရာသခင်ကသင်္ဘောတီလို့ဆင်ပါတီးခံပြီးတော့ဆိုင်းလင်းတော်ညာလဲနားမထောင်တဲ့ ဝိညာဉ်တွေဖြစ်တယ်။အဲ့ဒီမရဏနိုင်ငံငရဲမှာလှောင်ထားခြင်းကိုခံရတဲ့အဲ့ဒီဝိညာဉ်တွေကိုသခင်ရှုကသွားပြီးတော့တရားဟောခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒီနေရာမှာတရားဟောတယ်လို့ရေးထားတဲ့အကြောင်းအဲ့ဒီဝိညာဉ်တွေကထာဝရသက်ပြန်ရမှာလားကောင်းကင်နိုင်ငံပြန်ရောက်မှာလားလို့မေးစရာအကြောင်းရှိပါတယ်။ဒီနေရာမှာသခင်ရှုတရားဟောတယ်ဆိုတဲ့အကြောင်းရင်းက သူကအောင်မြင်ပြီးသေခြင်းကိုအောင်မြင်ပြီးဒီသေမင်းရဲ့လက်နက်တကိုးတွေကိုချိုးဖြတ်အနိုင်ယူပြီးတော့အောင်မြင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုသွားပြီးတော့ကြွေးကြော်ခြင်းသာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ကျမ်းစာကိုကြည့်တဲ့အခါမှာယခုထောင်ထဲမှာလောင်ထားသောဝိညာဉ်တို့အားတရားဟောတော်မူ၏လို့ရေးတဲ့အတွက်ကြောင့်ဒီရှင်ပေတုဩဝါဒစာကိုရေးနေတဲ့အချိန်မှာပင်လေသူတို့ကပုံမှန်ပဲရှိသေးတယ်လဲဆိုရင်တော့အဲဒီထောင်ထဲမှာပဲရှိသေးတယ်။လောင်ထားတဲ့မရဏနိုင်ငံမှာပဲရှိသေးတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့သူတို့ကမလွတ်မြောက်ဘူးဆိုတဲ့သဘောကိုတွေ့ရပါလေ။အဲမို့သခင်ရှုခွတ်တော်ပြသည်စနေနေ့မှာအောက်ရက်မရဏနိုင်ငံမှာသွားပြီးတော့ထောင်ထဲမှာလှောင်ထားတဲ့သူတွေကိုသူဟာတည်ခြင်းကိုအောင်မြင်သောသူဖြစ်ကြောင်းအဲဒီမာနရဲ့တကိုးတွေကိုချိုးဖြတ်ပြီးတော့အထွတ်မြတ်အာနာဇတ်တွေကိုလူယူပြီးတော့သူကအောင်မြင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုအောင်မြင်သောသူဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွားရောက်ပြီးတော့ကြွေးကြော်ခြင်းသာဖြစ်ပါတယ်။ဒါကြောင့်မို့ ရုတ်တရက်ကြီးလိုက်မှဆိုရင်ဒီစနေနေ့ကလုံးဝတိတ်ဆိတ်နေတယ်လို့သင်ထင်ကောင်းထင်ပါပါတကယ်တော့သခင်ရှုကအလုံးလုံးနေစေဖြစ်ပါလေဒါကြောင့်မို့ခြေတော်စီတိုင်းဘဝမှာတိတ်ဆိတ်သွားပြီအရာရာပြီးဆုံးသွားပြီငါဘဝရတော့ဘာမှလုံးလုံးမရတော့ပါဘူးလို့သင်ခံစားရရင်သခင်ရှုသင်အတွက်အလုံးလုံးနေစေလှုပ်ဆောင်ပေးနေတယ်ဆိုတာကိုယုံကြည်သိမှတ်လိုက်ပါဒီနေ့မှာဖခင်သခင်သင်ကိုပြောခြင်းတဲ့စကားကတော့သခင်ရှုကအလုံးလုံးနေစေဖြစ်ပါလေ ဘဝကြီးကတိတ်ဆိတ်ချုပ်ကပ်ပြီးတော့အရာရာပြီးဆုံးသွားပါပြီ။ဘာမှလုပ်လို့မရတော့ပါဘူးလို့သင်ခံစားရရင်တတိယလိုက်ပါ။ယေရှုကသင်မမြင်ပေမဲ့အလုံးလုံးနေစေဖြစ်ပါလေ။သင်ဘဝကြီးမှာတိတ်ဆိတ်နေပေမဲ့ယေရှုကလှုပ်ဆောင်နေစေဖြစ်ပါလေ။သင်ရပြီးဆုံးပြီလို့ထင်ပေမဲ့သခင်ရှုကနောက်ွယ်မှာလှုပ်ဆောင်နေစေဖြစ်ပါလေ။ ။ဒါကြောင့်မို့သခင်ရှုကသင်တို့လှုပ်ဆောင်နေစေဖြစ်တယ်ဆိုတော့ကိုယုံကြည်သိမှတ်ပြီးတော့နေ့စဉ်အသက်ရှင်နိုင်တော်သူများဖြစ်စေဖို့ဝေငါပါတယ်။အားလုံးပေါ်မှာဖြာရှင်ကောင်းကြီးပေးပါစေ။